ကြပြချစ်သူမိတ်ဆွေများဘေးပရာဝေးကွာကြပါစားခင်ဗျာပြည်သူချစ်တဲ့မြမစာရစ်ဆရာကြီးဆရာဗမော်တင်အောင်ကသူ့ဝိထုတပုတ်ထဲမှာသူဘယ်လိုပဲတတ်တတ်မသိနိုင်တဲ့သူ့ကိုဘွားဇက်ကောင်တကောင်အကြောင်းရေးခဲ့ပူပါတယ်တခါနာမည်ကျော်ခစ်ပေါ်ကြပြဆရာမောင်ချောຫນွယ်ကလည်းမောင်ချောຫນွယ်အတုဆိုပြီးသူ့ကိုဘွား မောင်ချောနယ်နောက်ထပ်ကဗျာဆရာတယောက်ရှိတဲ့သဘောကဗျာရေးခဲ့ဘူးပါတယ်ဒီလိုပါပဲကဘာကျော်စာရေးဆရာကြီး Jack London ဆိုရင်လဲသူ့ကိုဘွားဇက်ကောင်တကောင်အကြောင်းရေးခဲ့ဘူးပါတယ်သောတာရှင်များခင်ဗျာကျွန်တော်ဆိုလိုချင်တာကတော့အနုပညာရှင်တိုင်းမှာစိတ်နှစ်ခုခံစားချက်နှစ်ခု အမြဲရှိနေတတ်တဲ့သဘောပြောချင်တာပါ တစ်ခုကအကောင်းမြင်တဲ့စိတ်နောက်တစ်ခုကအဆိုးမြင်တဲ့စိတ်တစ်ခုကစွဲလန်းတဲ့စိတ်နောက်တစ်ခုက အစွဲလန်းမရှိလွတ်လပ်တဲ့စိတ်အဲ့ဒါလို့ဒွိယံသဘောအမြဲတမ်းရှိနေဖြစ်နေတတ်တဲ့အကြောင်းကျွန်တော်ဆိုလိုချင်တာပြောချင်တာပါကျွန်တော်ဆိုရင်လည်းငိမ့်ဝေနှစ်ယောက်ရှိတဲ့သဘော alternative ငိမ့်ဝေဆိုပြီးကြပြတဲ့ပုတ်ရေးခဲ့ပူပါတယ်မှန်ပါတယ်စိတ်နှစ်ခု ခံစားချက်နှစ်ခုဆိုတာအမှုပညာသမားရယ်လို့မဟုတ်ပါဘူးလူတိုင်းလူတိုင်းမှာ ရှိနေတတ်တဲ့သဘောပါပဲကဲဒီတပတ်တော့လူတယောက်ခံစားချက်နှစ်ခုခံယူမှုနှစ်ခု ရှိနေတာကိုရိုးရိုးရှင်းရှင်းရေးဖွဲ့ထားတဲ့ပိုလန်ကဗျာတပုတ်တင်ဆက်ဖို့ရွေးချယ်ထားပါတယ်ရေးဖွဲ့တဲ့ပိုလန်ကဗျာဆရာက TEDx Rosa Ward ဖြစ်ပါတယ် မြန်မာကဗျာဆရာလေးမျိုးတေစာမောင်ကမြန်မာဘာသာ ပြန်ဆိုထားတာပါကဗျာရဲ့ခေါင်းစည်းအမည်ကဘယ်သူလဲကဗျာဆရာတဲ့နားဆင်ကြည့်ပါဘယ်သူလဲကဗျာဆရာကဗျာဆရာဟာကဗျာလင်္ကာတွေရေးတဲ့လူကဗျာဆရာဟာကဗျာလင်္ကာတွေမရေးတဲ့လူကဗျာဆရာဟာချုပ်နှောင်မှုကိုလွှင့်ပြသူ ကဗျာဆရာဟာချုံနှောင်မှုကိုဝတ်ဆင်သူကဗျာဆရာဟာယုံကြည်သက်ဝင်သူကဗျာဆရာဟာယုံကြည်သက်ဝင်မှုစီသူ့ကိုသူမဆွဲခေါင်တယ်သူကဗျာဆရာလိမ့်လဲသူကဗျာဆရာဟာအလိန်ခံရသူကဗျာဆရာဟာကြရှုံးခြင်းမှာ တိတ်ညွတ်သူကဗျာဆရာဟာသူ့ကိုယ်သူမတ်မတ်ထူရက်သူ ကဗျာဆရာဟာထွက်ခွာသွားဖို့ကြိုးစားသူကဗျာဆရာဟာမထွက်ခွာသွားရနိုင်သူတောတရှင်ကဗျာချစ်သူများခင်ဗျာပိုလန်ကဗျာဆရာကလည်းလူတွေမှာစိတ်နှမျိုးရှိတတ်ကြောင်းခတ်ရှင်းရှင်းခတ်ရိုးရိုးပဲရေးဖွဲ့ထားတာကြားခဲ့ကြရမှာပါတောတရှင်များရောတခါတည်းရစိတ်နှခွဖြစ်နေတာမျိုးရှိကြမယ်ထင်ပါတယ် ဘာပဲဖြစ်ဖြစ်မှားတဲ့စိတ်မှားတဲ့ရည်ရွယ်ချက်မှားတဲ့ရွေးချယ်မှုတွေကိုမှန်ကန်တဲ့စိတ်မှန်ကန်တဲ့ရွေးချယ်မှုက အနိုင်ရနိုင်ကြပါစေကျွန်တော်ငြင်းဝေပါ